မကွေတိုင်းမြန်မြုနယ်တွေကနေစစ်ကောင်မရှင်စစ်ကြောင်းတွေထွက်ခွာသွားလို့ဒေသခံတွေရွာတဲ့ပြည်လည်နေထိုင်ချိန်မှာစစ်အုပ်စုကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ထိခိုက်ဒေဆုံးသူတွေရှိတယ်လို့ဒေသခံတွေစီကသိရပါတယ်နိုမလာ20ရက်နေ့မနက်7:00နာရီကျော်လောက်ကမိထီလာလေတပ်ကနေတက်လာတဲ့ Jet Fighter တစ်စင်းဟာမြန်မြုန်နယ်မြောက်ပိုင်းမှာရှိတဲ့ကံကြီးရွာကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့လို့ခလင်းငယ်3အပါ5ဦးသေဆုံးပြီး10ဦးထပ်မံထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။ ဲ့ဒီလိုလေချောင်းတိုက်ခိုက်မှုကြောင့်နေအိမ်တချို့လည်းထိမှန်ပျက်စီးသွားပါသေးတယ်အရှိမာတော့ဒေတာခန့်တို့ချို့ဟာနိဆက်ရတော်တွေထဲမှာရှောင်သိမ်းနေရတယ်လို့တချို့ကလည်းထွက်ပြေးသိမ်းရှောင်တာမျိုးမလုပ်ဘဲကြေးရွာတွေထဲမှာပဲဆက်လက်နေထိုင်နေကြတယ်လို့သိရပါဗျ။ကံကြီးရွာဟာအရင်ကလည်းနေချောင်းတိုက်ခတ်ခံရတာတွေရှိပေမဲ့ရွာပြင်နဲ့လေကွင်းတွေမှာပဲကြာရောက်ပောက်ကွဲခဲ့တာကြောင့်ထိခိုက်တေဆုံးသူတွေမရှိခဲ့ပါဘူး။ဒီတစ်ချိန်မှာတော့ပြည်သူတွေများစွာထိခိုက်တေဆုံးသလိုနေအိမ်တွေလည်းထိမှန်ပျက်စီးခဲ့တာပဲဖြစ်ပါတယ်။ မြန်မာလအစားလောက်မှာမြိုင်မြို့အနောက်တောင်ဘက်ဆက်မှုနယ်ကထွက်လာတဲ့စစ်ကော်မရှင်စစ်ကြောင်းဟာမြိုင်မြို့နယ်ထဲမှာရှိတဲ့ကျွရွာတွေထဲကိုစစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီးဒေသခံတွေကိုဖမ်းဆီးတပ်ဖြတ်တယ်လို့မြေအိမ်တွေကိုလည်းမီးရှို့ဖျက်ဆီးတာတွေလုပ်ဆောင်ခဲ့တယ်လို့သိရပါဗျ။